ဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်ဆင်းရဲသားဤမှုဆိုတဲ့ကောင်းစဉ်လေးနဲ့ဒီလိုကဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်ခြေပြုတဲ့ဂျမ်းကတော့တုတ်တန်ဂျမ်းခန်းကြီး29ငယ်ခုနှစ်အဲ့ဒီအချက်၄ပါပဲဖြောင်းမတ်တော်သူသည်ဆင်းရဲသားအမှုကိုဆင်ခြင်တဲ့မတရားသောသူမူကားထိုအမှုကိုပမာဏမပြုတ်တဲ့ ဒီဟာလေးကိုပေါ့နော်အနက်ပွင့်ချမ်းလေးအချမ်းနေတယ်မှာနည်းနည်းလေး steady လုပ်ကြည့်တယ်ပေါ့လုပ်ကြည့်တဲ့အခါမှာပထမဆုံးပြောချင်တာဒီဆင်းရဲသားပေါ့နော်ဆင်းရဲသားရဲ့အမှုဒီ Hebrew လို့ကြတော့ DEL del ဆိုလို့မှတော့ပြောတယ်အဲ့ဒါကဆင်းရဲဝင်မရှိတဲ့အရာထက်ပိုတယ်သူကနှိမ့်ကြတယ်ပြမလူတော်မတူရဘူးပြမ ဘီဂျင်ဆိုင်နိုင်တဲ့အားအုံမရှိတဲ့သူတွေအသိပညာတွေလည်းအားနည်းတယ်ပေါ့နော်အဲ့လိုလူမျိုးတွေကိုပြောချင်တာဖြစ်တယ်ဒီစင်ရဲသားတယောက်ကဘာဖြစ်လာလဲဆိုလို့ရှိရင်အမှုလို့ပြောတဲ့အခါမှာသူတို့အခုဒီမှာပြောထားတဲ့အရာကတရားအာရင်ဆိုင်ရတော့မယ့်အခြေအနေမျိုးကိုပြောချင်တာအဲ့အဲ့ဒါကိုပြောချင်တာတရားရင်ဆိုင်ရတော့မယ့်စင်ရဲသားတယောက်ရဲ့အမှုခင်းပုံစံမျိုးပြောချင်တယ် အဲ့ခါမှာဖြောက်မှတ်သောသူမတရားသောသူဒါပေမဲ့သူတို့ရဲ့ position ကအတူတူပဲဘာလို့ပြောနေရလဲဆိုလို့ရှိရင်ဒါသူတို့ကတရားစီရင်ပေးရမယ်တရားသူကြီး judge ပုံစံမျိုးပြောတယ်သူတို့ဘာလို့ရမလဲဆိုလို့ရှိရင် justice ဆိုရဲတရားစီရင်မှုပြုရမှာအဲအဲ့ဒီမှာကြွားသွားတဲ့အရာပေါ့ဒီဘက်မှာရှိနေတဲ့ဖြောက်မှတ်တဲ့သူကကြတော့ဒီဆင်းရဲတဲ့သူခုနပြောသလိုပေါ့နှိမ်ကြတယ် ရင်ဆိုင်ဖို့ခွန်အားမရှိဘူးဆိုတော့သူ့ကိုသူဘာလုပ်ပြီးလဲဆိုတော့အဲ့အမှုနဲ့ပတ်သက်ပြီးတော့မှဘက်မလိုက်ဘူးနော်သူဆင်းရဲသားဖြစ်နေလို့ဘက်လိုက်ပြီးခြင်းနေတာပြောတာမို့အဲ့ဒီဆင်းရဲသားကြုံတွေ့နေရတဲ့အမှုခင်းတစ်ဖက်ကချမ်းသာတဲ့သူဖြစ်နိုင်တယ်ဆိုတော့ဒီတုတ်တန်စရာပြောခြင်းနေနေတာအဲ့ဒါကိုပြောတာဆိုတော့အဲ့ဒီခါမှာသူဘာမလုပ်ဘူးလဲဆိုလို့ရှိရင်ဆင်းရဲသားအမှုတေချာစီစစ်ပေးတယ်ပြီးတော့မှ အမှုတော်အမှုလာကိုကြည်လေတေချာစုံစမ်းပြီးတော့မှလှုပ်ဆောင်တဲ့အရာကိုပြောချင်တာဂယုစိုက်ပေးတာပေါ့နောက်တာကျွန်တော်တို့အသက်တာထဲမှာအာတင်ယူရမယ့်အရာပေါ့ဖြောင့်မတ်တဲ့သူဟာအဲ့ဒီစင်ရသားအမှုနဲ့တွေ့တဲ့အခါမှာတေချာစင်ကျင်နေဆိုတာပြောချင်တာအဲ့လိုလှုပ်တယ်ပေါ့နော်အဲမတရားတဲ့သူဟာကြတော့ဂယုကိုမစိုက်တာ အဆင်းရဲသားဆိုတာနဲ့သူကဘာလို့လိုက်လဲဆိုလို့ရှိရင်လစ်လို့ရှုပ်လိုက်တယ်။ငဲလေအဲ့ဒီအနေထားမျိုး။ဘာကြောင့်လဲဆိုလို့ရှိရင်သူ့သူ့အတွက်အကျိုးမြတ်မရှိဘူး။သူ့မပေးနိုင်ဘူး။သူ့ဘာမှလည်းပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အဥ္စာမျိုး။ဒါကြောင့်သူကယူမဆိုင်တော့လစ်လို့ရှုပ်လိုက်တယ်။အဲ့နှစ်ခုရဲ့ကြွားချမှုကိုပြောချင်တာဖြစ်တာပေါ့။ဒါကြောင့်ဒီမှာပြောနေတယ်သူကတဖရားရဲ့အရှိမဖရားခင်တတ်မှတ်တဲ့ဖြောက်မှတ်တယ်ဆိုတဲ့သူ့ ဘုရားသခင်တတ်မှတ်တယ်မတရားဘူးဆိုရဲသူ position ကအတူတူပဲဒါပေမဲ့ဒီသူနှစ်ယောက်ကကွေသွားတယ်ဆိုတဲ့အနေအထားမျိုး ပြောချင်တာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါလေးကိုကြည့်တဲ့အခါမှာဘာကိုသွားပြီးတော့မှဆင်ခြင်မိလဲဆိုလို့ရှိရင်သခင်ယေရှုကိုဖန်ဆီးလာတဲ့အခါမှာပြည်လက်မင်းစီရောက်လာအောင်ဆိုတော့ပြည်လက်မင်းရဲ့အမျိုးသမီးက ဒါသူလိုစဉ်ဖြစ်တယ်ငါအိမ်မက်မက်တယ်ငါအိမ်မက်မကောင်းဘူးသူ့ကိုမတတ်နဲ့တော့ဆိုပြီးမှပြောတယ်ပြောတဲ့အခါမှာဒီပြည်လက်မင်းရနေပြီးမှဒါဂါလိလေလူမလားဒါသူလို့ရှိရင်ဟီးရိုမင်းနဲ့ဆိုင်နေဆိုသူ့စီကိုပို့လိုက်ပါလို့ပြောတဲ့အခါမှာခေါ်သွားကြအောင်ပြည်လက်မင်းစီကနေပြည်ကျွန်တော်အဲ့ချိန်မှာအာဒီဟီးရိုကလည်းယေရုရှလင်မှာရောက်နေတဲ့အချိန်ဖြစ်တယ်တဲ့ ဒါပေမဲ့တွေ့ရလဲဆိုလို့ရှိရင်ရှင်လူကခရစ်ဝင်ခန်းကြီး23မှာတွေ့ရပါတယ်။အငယ်၈ကနေအငယ်၈တပတ်ကိုဖတ်မယ်။ထုံမင်းဒီယေရှုကိုမြင်ရင်အလွန်ဝမ်းမြောက်ခြင်းရှိ။ဩသခင်ယေရှုကိုမြင်လို့မြင်တဲ့အခါမှာသူအယံဝမ်းသာတယ်တဲ့။ဒီဒီကြောင့်ပဲကြည့်လို့ရှိရင်တော့ဟေရုကိုကျွန်တော်တို့တော်တော်လေးစားရမယ့်သဘောမျိုးရှိ။ဒါပေမဲ့အခုစကြည့်တော့မှအကြောင်းကလား အထက်ကသတင်းတော်များကိုကြာ၍ကိုရောကိုမြင်ခြင်းကကြာမြင့်စွာအလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစုံတစ်ခုကိုမြင်ရမြူမျှော်လင့်လျက်နေ၏။တခင်ယေရှုကပရိသတ်တွေကြားထဲမှာကြော်စိုးတာ။တကယ်တော့တစ်ဆင့်စကားတစ်ဆင့်ဖြစ်သွားတာပါ။ဘယ်လိုလူမျိုးတွေကြားထဲမှာပဲတခင်ယေရှုနေတာများလဲဆိုလို့ရှင်အခြေခံလူတန်းစားတွေကြားထဲမှာပဲပြောရမယ်ဆိုစင်းရဲသားတွေပေါ့ နော်ဆင်းရဲသားတွေရဲ့ကြားထဲမှာပဲသခင်ရှုသည်တွာလာလောက်ကင်နေတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတကယ်ဘာသာရေးကောင်းဆောင်တွေဆိုချမ်းသာတယ်တတိတကြွေတွေချမ်းသာတယ်အခွန်ခံနေချမ်းသာဒါပေမဲ့အခွန်ခံနေကပေခံထားရတဲ့သူတွေပုံစံမျိုးလေးဖြစ်နေအဲ့လိုမျိုးပေါ့လေပြောချင်တာဆင်းရဲသားလို့ပြောတဲ့အခါမှာလေဒါမျိုးလေးတွေတွေ့ရပါတယ်ဆိုတော့ဒါကိယေရှုကအိတ်ကြားထဲမှာနေပြီးတော့မှသူ့ရဲ့တည်င်းကကြော်ကြတော့ဒီဟီရိုကဘာလုပ်ချင်လဲဆိုတော့အရင်တွေ့ချင်တယ်သူတွေ့ချင်တာကလည်း ဘာလို့လဲဆိုတော့သခင်ယေရှုကမျက်လက်စရာလို့ထင်နေလားမသိဘူးဆိုတော့သခင်ယေရှုတွေ့တဲ့အခါမှာသူတခုခုလုပ်ပြဖို့အတွက်သူကတွေ့ကျင်တာဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်တခါလေကြလို့ရှိရင်ကျွန်တော်ကိုးကွယ်တဲ့နေရာဝှပြုတဲ့နေရာတွေကအဲ့ဒီလိုဖြစ်နေတာကျွန်တော်တွေ့ရတယ်ဒါအခုမျက်မှောက်ကာလမှာပြောတာနော်ဖခင်ကိုချစ်တဲ့စိတ်နဲ့သွားပြီးတော့မှကျွန်တော်ကိုးကွယ်ဖို့လိုတယ်ဖခင်ကိုကျွန်တော်ကိုးကွယ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့အပြစ်တွေကိုဖော်ပြဝန်ချတောင်းပန်ဖို့နောက်တော့မှဘုရားသခင်ကျွန်တော်တို့ပြုတဲ့ကြီးစုတွေအတွက်ချီးမွမ်းဖို့ဘုရားသခင်ဘလောက်ကောင်းမြတ်တယ်ဆိုတဲ့အရာပေါ်မှာချီးမွမ်းဖို့ဘုရားသခင်ဒီအရာခက်သိမ်းကိုဖန်ဆင်းနေဘုရားဖြစ်တယ်ဆိုတဲ့ဘုန်းတော်တွေကိုချီးမွမ်းပြီးတော့ကျွန်တော်ကိုယ်ကိုယ်ဝတ်ပြုဖို့အကြောင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဘုရားသွားကိုယ်ကိုယ်တာကိုကျွန်တော်တို့မြောက်ပွေးပြတယ်လို့လို့မြက်လက်ပွေးပြတယ်လို့လို့မျိုးပြီးတော့မှဒီစက်ကပ်ပွေးပြတယ်လို့မျိုး ဖယောင်းကိုယုံတင်ပြနေတာလူနေအခုကအဲ့လိုဖြစ်နေတာလူတွေတွားတယ်ဆိုပြီးတော့မှတကူနမိတ်လက္ခဏာနောက်ကိုလိုက်ချင်တယ်ဒါဖယောင်းလုတ်တဲ့တကူနမိတ်လက္ခဏာဆိုလို့ရှိရင်တော့ဒါကြောင့်လက္ခဏာပါโอเคအခုကကြတော့အချို့ကျွန်တော်ပြန်ပြီးတော့မှကြည်တယ်နော်သုံးသက်တယ်နော်ဘာလို့မြင်ရလဲဆိုလို့ရှိရင်ဒါတွေအကုန်လုံးကစီးပွားရိုက်ထားပြီးတော့မှဒါတွေအကုန်လုံးက အာတယုတ်ဆောင်နေတဲ့အရာတွေအများကြီးဖြစ်နေတယ်ဆိုတာကိုကျွန်တော်တွေ့ရတာဒါကြောင့်ဒါကျွန်တော်တို့ပြန်ပြီးတော့မှစဉ်းစားရမယ်ကျွန်တော်သူတို့ဖြင့်အဲ့လိုနေရာမျိုးမှာရှိနေတဲ့သူတွေကောင်းကောင်းသိပါတယ်ဒါအခုကျွန်တော်ပြောနေတဲ့အခါမှာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လိုနေရာကနေပြန်ထွက်လာပြီးတော့မှကျွန်တော်တို့ပြန်ပြီးပြောပြပြီးမှသူတို့ရဲ့ရင်ဖွင့်တဲ့နေကျွန်တော်ကြားနေရတယ်တတိထားပါ မများတို့လုံနေတဲ့အရာတွေတကယ်တမန်တော်မဟုတ်ဘူးဆိုတာအချိန်နဲ့ကြောက်လို့ရှင်ဖျားသခင်ဖို့တုတ်လို့ရှင်မျာတို့မြင်လာရပါလိမ့်မယ်โอเคဆိုတော့ဟီရုကယေရှုကိုမြင်ကျင်တာတကူးနမရကံအကြောင်းမြင်တာဒါဖျားဖျားပြစားဖို့မဟုတ်ဘူးဒါကြောင့်အဲ့ဒီမတရားတဲ့သူအတွက်ကိုဒါကျွန်တော်ပထမဟို တစ်ခေါက်မှလည်းဒါဝင်ရတဲ့အထဲမှာပါပါတယ်မတုံ့ပြန်ဒီစကားကိုပြန်ပြောမှပြန်မဖြေဘူးတိတ်ဆိတ်စွာနေတယ်အဲ့ချိန်ကျတော့မှရှင်ဘရိုဟိတ်တို့ကဘာလို့ကဝိုင်းပြီးတော့မှဟိုအပြစ်တင်ကြတာပေါ့ငါတို့သူကသူရှင်ဘရင်လို့ပြောပါတယ်ဘာညာဆိုပြီးတော့မှအပြစ်ဝိုင်းတယ်စူညာအိုဟိတ်နောက်ကပရိသတ်တွေလည်းဝိုင်းအိုကြအဲ့လိုအော်ကြတဲ့အချိန်ကျတော့မှသူဘာထလုပ်လဲဆိုဒါသူတေးရုံမှန်ဖြစ်တာကြတော့ ငွေစစ်တယ်မှာဟီရိုမင်းသည်စစ်တရေတို့နဲ့တကွကုရောကိုမခန့်မညာပဲပြည့်ရည်ပြူ၍တင့်တေသောအဝတ်ကိုဝတ်စီပြီးမှပိလက်မင်းထံသို့ပြန်စီကြည့်တော့ကြည့်လိုက်လို့ရှိရင်သခင်ယေရှုကအဲ့ချိန်တော့ဆင်းရဲတာဘာကြောင့်လဲဆိုသခင်ယေရှုဘက်မှာဘယ်သူမှမရှိဘူးဝိုင်းအပြစ်တင်နေတဲ့သူပဲရှိတယ်သခင်ဘုရားနောက်ကိုလိုက်တဲ့တပည့်တော်တွေလည်းထွက်ပြေးသွားပြီဆိုတော့အဲ့ချိန်မှာသခင်ယေရှုသည် အရာအလုံးမှာနှိမ်ကျနေတဲ့သူဟိုဖျားပေါ့ဒါပေမဲ့ခုနပြောရဲအားနေတာတော့မဟုတ်ဘူးဒါကဘုရားသခင်ရဲ့ agency တိုင်းဒီ plan ကိုသွားရမယ်ဆိုတော့တတ်တာကိုအာကျဉ်ကျန်ခံပြီးတော့မှသူသွားဖို့အတွက်တကယ်ဟိုဟိုရိုက်နှက်ပြီးတော့မှတလောကလုံးရဲ့အပြစ်ကိုဆောင်သွားမယ်သူဆိုတော့ပြောဆိုရဲဥစ္စာကိုခံပြီးသွားမှာအဲ့ခါမှာသူ့ဘက်မှာတယောက်မှမရှိတော့တဲ့အတွက်ကြောင့်မလို့ ဒီအခြေအနေဒီသခင်ယေရှုဆင်းရဲတဲ့သူတယောက်နဲ့ဖြစ်တဲ့အခါမှာဒီမတရားတဲ့မင်းကခရစ်တော်ဘက်ကနေလုံးဝမရက်တည်ဘူးဆိုတော့တွေ့ရတယ်။အဲ့ဒါကျွန်တော်တို့သတိထားမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါကုနာကျွန်တော်ပြောတယ်။မတရားတဲ့သူကဆင်းရဲတာမှုပမာဏမပြုဘူးလုံးဝပြုမဆိုင်။ဆိုတော့ဒါကျွန်တော်တို့တွေ့ရတယ်။အဲ့ဆန့်ကျင်ပဲဗျ။အဲ့ဒါတကယ်တော့ဟီရိုးဆိုတော့ဂျူးပဲနော်။ ဆိုတော့တပါးမျိုးသားအီတလီလူမျိုးဖြစ်တဲ့ပြည်လက်မင်းကကြတော့ပြောင်းပြန်ပြန်ဖြစ်သွားတယ်ဗျာအော်စီရပဲဟီရုကပြည်လက်မင်းစီပြန်လွှဲလိုက်တယ်လွှဲလိုက်တဲ့ခါမှာရောက်လာရောက်လာတော့သူ့ဝိုင်းပြစ်တယ်ပြီးတော့မှသူ့တက်မယ်ဆိုပြီးပြောကြတဲ့ခါမှာအဲ့မှာပြည်လက်မင်းကတခုပြန်ပြီးတော့မှစီစဉ်တယ်ဆိုတော့သူတို့ရဲ့ဒီဂျူးရဲ့ထုံးစံရတယောက်ကိုလွှတ်မယ်ဆိုတာကျွန်တော်သိပါတယ် ပါရဘာကိုလှုပ်ပြီးမယ်ပါရဘာဒီမြို့မှာအရင်တောင်းချမ်းတဲ့သူလူလဲတက်တယ်ဒီမြို့သူမြို့သားတွေကိုလည်းအခုနပြောလို့ဓမြတိုက်တယ်အနိုင်ကျင့်တယ်ဆိုတော့သူဒါကြောင့်အရင်ဆိုးလုံးလို့သူနဲ့သူ့ဘောင်းပါကိုထောင်းနေထဲထားလိုက်တာဆိုတော့ပြည်လမင်းတွေးတာကဒါတာမန်တွေးတာပညာရှိတယောက်တွေးသလိုမျိုးဖြစ်နေတာဆိုတော့ဒီဘာသာရေးသမားသူလဲကြားနေပါတယ်ဆိုတော့သူကောင်းနေပဲပြောတာသူမင်းတို့ပြောတဲ့အတိုင်းကတီပစ်ကိုပြီးဖို့တွေ့မတွေ့ဘူးနော် โอเคဒါဆိုလို့ရှင်မင်းတို့ဒီအရာအတွက်ပြဿနာပွဲမှာမင်းတို့ငါတို့လုံနေကြထုံးစံတစ်ခုရှိတယ်မလားဟုတ်ပြီဒီလူโซ ਨੇ အရဘာ ਨੇ ယေရှု ਨੇ ကဲမင်းတို့ရွေးစမ်းလို့ပြောတဲ့အခါမှာသူတို့ဘာလုပ်လဲဆိုတော့သခင်ယေရှုပဲအပြစ်တင်ပြီးတော့မှကားစင်တင်သက်ဖို့အတွက်ပြောရဲဆိုတော့တွေ့ရတယ်ဒါကြောင့်ပြည်လမင်းကထက်ပြီးတော့မှသခင်ယေရှုလွတ်ခြင်း ਨੇ သူတယောက်ဖြစ်တယ်ဆိုတော့တွေ့ရတယ် ဒါပေမဲ့တွေ့ရတယ်ဆိုလူကခန်းကြီးနဲ့73ငွေ20မှာပြိလက်မင်းဒီယေရှုကိုလွတ်ခြင်းတော့ကြောင့်သူတို့အားတဖန်ပြောဆိုလိမ့်သူတို့ကလည်းထိုသူကိုလှုပ်ွားကားလိုက်မှာရိုက်ထားပါရိုက်ထားပါဟုဟစ်ကြောကြ၏ပြိလက်မင်းကလွတ်ခြင်းနေကြည့်ရဘခုနပြောလို့သခင်ယေရှုနဲ့သူနဲ့စကားပြောကြည့်တဲ့အခါမှာတကယ်တော့ तू ကတော်တော်လေးခံနေရတာပါ တဘောကရိုက်နဲ့ပြီးသွားပြီနော်အဲ့အချိန်မှာပြီးတော့မှပြန်ခေါ်လာပြီးတော့မှတရားစီရင်တဲ့အချိန်ဖြစ်နေတယ်ဆိုတော့တွေ့ရတယ်တကယ်လွှတ်ချင်တယ်ရွေးပြီးလိုက်တယ်ဆိုပြီးလက်မင်းရဲ့တဘောမှာတော့ဘာတွေတွေ့နေရလဲဆိုလို့ရှင်တရားမြတ်တယ်လို့တွေ့ရနောက်ဆုံးဂျူးတွေသူမတက်နိုင်တော့အေးဟုတ်ပြီဒါမျိုးတော့မင်းတို့လောက်တာတော့ဒီအမှုကငါနဲ့မသက်ဆိုင်ဘူးဆိုတော့မှလက်ကိုရေးစည်းတယ် ါယောမကျူးရဲ့ထုံးစံတွေမှာဒါလက်စည်းလိုက်တယ်ဆိုဒီမှုငါနဲ့ရှောင်းတယ်ငါနဲ့မဆိုင်အောင်ဆိုရုပ်ဆောင်ပြောလိုက်တာဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့ဟုတ်တာဟိုအဲ့ချိန်မှာခုနပြောလို့သခင်ရှုသည်စင်းရဲသူသူ့ဘက်မှာယက်တီရဲသူမဖြစ်ဘူးဒါပေမဲ့ပြည့်လက်မင်းဒီဘက်ကနေအဆုံးထိယက်တီပေးတယ်ကြည်ပေးတယ်သူဖြစ်တယ်တရားမမျှဖြစ်သွားမှာဆိုဒါပေမဲ့ ကိုယ့်ဘက်ကအုပ်စုများပြီးတော့ဝိုင်းဟိုကြတဲ့အခါမတန်နိုင်တော့ဘူးဖြစ်သွားတယ်ဆိုတော့တွေးရပါတယ်ကျွန်တော်ဒါကိုကျွန်တော်တို့သုံးသပ်မိတယ်ဟုတ်ပြီကျွန်တော်အသက်တာထဲမှာလည်းပြန်ပြီးတော့စဉ်းစားစဉ်းကျင်ကြတဲ့အခါမှာကျွန်တော်တို့ဒီသခင်ရှုကတိမရှိပြီးယုံကြည်လက်ခံတဲ့အခါမှာဖခင်ကကျွန်တော်တို့ဖြောင့်မတ်တော်သူလို့သတ်မှတ်တယ်ခရစ်တော်ကြောင့်ပါကျွန်တော်တို့ဖြောင့်မတ်ခြင်းကြောင့်ပါကျွန်တော်တို့အပြစ်တွေကိုခရစ်တော်ရဲ့လက်ဝါးကားထဲမှာတင်ပြီးတော့မှကျွန်တော်တို့အပြစ်ကြွေးကို ဆက်ပေးလိုက်တယ်။အဲ့မှာကျွန်တော်တို့အပြစ်လွတ်ပြီးတော့မှဘုရားသခင်ဖြစ်သွားတယ်။ကောင်းကင်ကိုသွားဖို့အတွက်ကြီးစုတော့အပြင်သွားခင်းရတယ်။တခါလေဘုရားရဲ့ဝိညာဉ်ကကျွန်တော်တို့ထဲကိုပြန်ကျင်းဝတ်တဲ့အခါမှာကျွန်တော်တို့ကဖြောင့်မတ်ခြင်းဆိုရယ်ဘုရားကကျွန်တော်တို့လမ်းကြည့်လိုက်ရင်တန်ရှင်ဖြောင့်မတ်တဲ့သူဖြစ်သွားတယ်။ဘာကြောင့်လဲ။ကျွန်တော်အပြစ်ကင်းစင်သွားခရစ်တော်ကလှူဆောင်ပြီးပြီးတော့မှဝိညာဉ်တော်ကကျွန်တော်ထဲမှာခြင်းဝတ်တဲ့အခါမှာကျွန်တော်ဖြောင့်မတ်တဲ့သူဖြစ်နေတယ်ဆိုတော့တွေ့ရတယ်။ဒါပေမဲ့မပြောင်းလဲသေးဘူးနော် ကျွန်တော်ပြောင်းလဲလာဖို့အတွက်ကိုဝိညာဉ်တော်ထပ်ပြီးတော့မှကုညီမစားသွားမှာကျွန်တော်စိတ်တဘောတာပြောဆိုရေးအပြုမူတွေရအဲ့မှာဝိညာဉ်တော်အပြင်ခရစ်တော်နဲ့တူလာဖို့အတွက်ဘုရားသခင်မစားပြင်ဆင်ပြီးပါတယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်ကဘသူရဲ့တဘောတဘောဟောရဖို့ဖြစ်လာလဲဆိုတော့ဖခင်ရဲ့တဘောတဘောဟောရဖို့ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့သခင်ယေရှုအသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်အမြဲတမ်းဒီစည်ရင်သားဒီဘက်ကနေ နေကျွန်တော်ခုနပြောသလိုပေါ့အခြေခံလူဒန်းစားတွေဘက်ကနေပဲမြေတင်ရက်တည်ခဲ့တယ်ဆိုတာတွေ့ရတယ်သူ့စီကိုလာတဲ့သူ90ရာခိုင်နှုန်းတော့ဆင်းရဲသားတယ်ဆိုတော့ဒါကြောင့်ဟိုမြို့နဲ့အလံဝင်းတဲ့နေရာမှာဆိုလို့ရှိရင်စဉ်းစားပြီးတယ်သူတို့အတွက်ဘိုက်ဆာနေပြီလားမသိဘူးအဲ့ဒီမှာမုံငါလုံးနဲ့ငါးနှကောင်းစသည်ပြမှာနောက်တစ်ခါဆိုတော့လူ၄တောင်လည်းထပ်ပြီးတော့မှကျွေးတယ်ဆိုတော့ဒီလူအုပ်ကိုသူတို့တခင်ရှုက ဂယုစိုက်တယ်ကြည်ပေးတယ်သူတို့ရဲ့အမှုရသူတို့ဘာဖြစ်နေလဲပြီးတော့မှခုနဒီမျက်စိမမြင်တဲ့သူလှမ်းခေါ်တဲ့အခါပါအဲ့တတောင်းစားပါလူတွေပေထားတာသူတို့ခေတ်ကအပြစ်ရှိတယ်ဆိုလို့ရှင်ဖေထားတာတတောင်းစားလုပ်နေရတာသခင်ယေရှုရဲ့အသံကြားတဲ့အခါမှာဒီတတောင်းစားဆင်းရဲတာလှမ်းအော်တာဒါဝိသားတော်ယေရှုသနာချင်းပြုနာရှိပါဒီအသင်ကြားတဲ့အခါမှာဒီစင်းရဲတဲ့အော်ဟစ်တန်ကိုတခင်ဗျာ နီးလို့မရဘူးရက်ပြီးတော့မှတနာချင်းပြုံနာနဲ့ပြင်ဆင်ပေးတယ်ပူချင်းစားတယ်ကေရိုသခင်ရှုကသူ့ဘက်ကနေစင်သားဘက်ကနေစင်စားတွေးခေါ်ပြီးတော့မှလုပ်ပေးတယ်ဆိုတာတွေ့ရတယ်ဒီနေ့ကျွန်တော်တို့ရောကျွန်တော်တို့ရောကျွန်တော်ပတ်ဝန်းကျင်မှာစင်ရတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာကုညီမဆားရမယ့်သူတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အဖြစ်တော့မဟုတ်ပါဘူး ကျွန်တော်ထဲမှာရှိနေတဲ့ခရစ်တော်အပြင်ကျွန်တော်ကူညီမဆာလို့ရတယ်ကျွန်တော်ကူညီမဆာပေးရမယ်ဒါဘုရားသခင်အလိုရှိတယ်ပြီးတော့ကျွန်တော်အဲ့လိုလုပ်နိုင်အောင်လေကျွန်တော်ထဲမှာဘုရားပြင်ဆင်ထားရရရှိတယ်ဆွတ်တာကိုကြည့်အောင်တစ်ကိုခန်းကြီးနဲ့ခန်းကြီး16မှာခပိုင်းမှာငါတို့မူကခရစ်တော်ဤစိတ်ကိုခံရကြ၏ သခင်ရှုယုံကြည်တဲ့သူကခရစ်တော်ရဲ့စိတ်တဘောကိုခံရတယ်။ဟုတ်ပြီအဲ့ဒီခရစ်တော်ရဲ့စိတ်တဘောကပါလေ။ထပ်ပြီးတော့မှဒီဒါတမန်တော်ရှင်ပေါ်လူရေးတဲ့အရာတွေပါ။ဆိုတော့ဖိလိပ္ပိဩဝါဒစာခန်းကြီး1အငယ်၄မှာကိုအမှုရာကိုတော့မရှုမှတ်ပေဘူး။သူအမှုရာကိုချင်းချင်းရှုမှတ်ကြလို့ယေရှုခရစ်နဲ့ရှိတော်ထိုစိတ်တဘောကိုသင်တို့နိုင်လေ။ ရှိနေကြတော့ငင်ငံ့မှာကြတော့ဆိုတော့ကိုအမှုရာကိုပဲမရှုမမှတ်ပဲစကူရဲ့အတ္တကိုရဲ့မမာနအတွက်ကိုပဲကိုကိုချိုးအတွက်ကိုခုနမတရားတဲ့သူဆိုလို့ရှိရင်သူ့ရဲ့အကျိုးမြတ်ရှိလို့ရှိရင် तू မစင်စားတော့ဟီရိုလို့ကျွန်တော်တို့ကခရစ်တော်ရဲ့စိတ်တဘောကိုယားထားယေရှုကတည်းကမှရှိပြီးယုံကြည်လက်ခံထားတဲ့ဖြောက်မှတ်တဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုချင်းစာပြီးတော့မှသူ့အမှုအရာအတွက်ကို ကျွန်တော်မလုပ်ပေးလို့ရလဲဆိုလို့ရှိရင်ကုညီပေးလို့ရပါတယ်။တနည်းအားဖြင့်ခုနပြောတရားသူကြီးတွေလိုမျိုးကျွန်တော်တို့မှာဘုရားခင်ပြီးထားတဲ့ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့သူတွေရဲ့နေရာမှာရောက်နေတဲ့သူတွေဒါကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာဟိုအငယ်ဆုံးကနေပြီးတော့အကြီးဆုံးထိပါ decision maker လို့ခေါ်တာပေါ့ဆိုတော့အိမ်တော်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ဆိုလို့ရှိရင်အိမ်တော်ဦးစီးဆိုတော့ အိမ်တောင်နဲ့သက်ဆိုင်တဲ့ကိစ္စတွေကို decision maker လို့ရတယ်။အဲ့ခါမှာကျန်တဲ့ဖခင်ရဲ့သာသနာနဲ့သက်ဆိုင်တဲ့ပြီးတော့မှခုနပြောတဲ့ဒီစင်းရဲတဲ့သူတွေပေါ့နော်ကျွန်တော်တို့ရှိမှရှိနေတယ်စင်းရဲတဲ့သူတွေအမှုတော့အမှုရကျွန်တော်မလုပ်ရမှာစဉ်းစားပြီးတော့မှသူတို့အတွက်ကိုလည်းဆုံးဖြတ်ချက်ချနိုင်တဲ့သူတရားအနေနဲ့သူတို့အတွက်ကိုလည်းကျွန်တော်စဉ်းစားပြီးတော့မှပါဝင်ရမယ်လှုပ်ဆောင်ပေးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါကိုပြောချင်တာပါ ဒါဆိုလို့ရှင်ဖခင်ရဲ့အရှိမကျွန်တော်ဖြောင်းမတ်တဲ့သူဖြစ်မှာပါဒါပေမဲ့ခရစ်တော်အပြင်ဖြောင်းမတ်တဲ့သူဖြစ်နေပြီမြင်ကျွန်တော်ရဲ့ခုနပြောတဲ့စင်စာတွေးခေါ်လောက်ကင်တဲ့အရာကမတရားတဲ့သူဖြစ်တယ်ဆိုလို့ရှင်တော့ဒါတော်တော်လေးယွန်စရာကောင်းတဲ့အခြေအနေပဲဒါလုံးဝမဟိုမသင့်တော်ဖခင်သားမီးတယောက်ရဲ့လက္ခဏာမဟုတ်ဘူးဆိုတော့ကျွန်တော်သုံးသပ်လို့ရတာပေါ့เนาะကျွန်တော်ပြောချင်တာနားလည်မှာပါဒါကြောင့် ကျွန်တော်ဒါလေးကိုဆင်ခြင်မိပါတယ်ဆိုတော့ဖြောင့်မတ်တဲ့သူကဆင်းရဲတဲ့သူ့ရဲ့အမှုအခင်းကိုကြည့်ပြီးတော့မှဆင်ခြင်တတ်တယ်ဆိုတော့ तू ကအဲ့ဒီအရာပေါ်မှာတရားမြတ်တော်စွာနဲ့ तू ကလှုပ်ဆောင်ပေးတယ်သူ့အတွက်ကိုကုချင်းစာပြီးတော့မှကုညီပြီးတော့မှကုညီမစပေးတယ်မတရားတဲ့သူကတော့အဲ့ဒီအမှုရာကိုပဲတွေ့ပြီးမြင်လုံးဝဂရုမစိုက်ပေးနဲ့ necklace လောက်လိုက်တယ်ဆိုတော့ဒီနှုတ်ကပတော်အဖြစ်ကျွန်တော်တွေ့ရပါဒါဆိုသင်နဲ့ကျွန်တော်ဒီဘယ်လိုလိုမျိုးဖြစ်မလဲကျွန်တော်တက်တာကိုပြင်ဆင်ရအောင်ဖျက်ခင်တာပြီးခေါင်းကြီးပြပါစီ